အားလုံးမင်္ဂလာပါဒီနေ့တစ်ချက်ဒီမတ်တင်ခင်းစာကတော့အခန်း၄လေ့ကျင့်ခန်းတိသမကိုကနံပါတ်၃နဲ့ကျင်တဲ့ဟာတွေပါနံပါတ်၃မှာဆိုရင်ကျတို့အောက်ပါလို့ရှင်းပါတယ်နော်မက်ကာကြီးက -3.5 divided by -4/15 နော်အဲ့ဒီမှာဒီကျတို့ကဘာလို့ကမလဲဆိုလို့ရှင်နော်ဒီမှာအစားကိုကျတို့အမြောက်ပြောင်းနေနော်ဒီရှေ့ကအနှုတ်နဲ့နောက်ကအနှုတ်ဒီရှေ့အနှုတ်လောက်ပြင်ရည်တယ် ဒီအစားအုံမြောက်ပြောင်းနေစဉ်နောက်ကကိန်းကိုပြောင်းမြင်လည်ပြရပါတယ်။အဲဒီ4/15က15/4ဖြစ်သွားတယ်ပေါ့နော်။ဒါအစားအုံမြောက်ပြောင်းတာပါ။ဒါဆိုရင်ဒီလိုအနှုတ်နဲ့နှုတ်နဲ့ရောက်ကြည့်ပါဘောနော်ဒါဆိုရင်9နဲ့73 9နဲ့ဒီ15နဲ့ခြေတဲ့ခါမှာ9တလီ9 9သုံးလီ15ပေါ့ဒါဆိုရင်ပိုင်းဝေမှာကပိုင်းချီမှာက၄ပဲကျန်မယ်ပိုင်းဝေမှာက3သုံးလီ9အနှုတ်နဲ့နှုတ်နဲ့ရောက်ကြည့်သားတယ်နော်နှုတ်နှုတ်နဲ့မြောက်ရအပေါင်းပြန်ပါတယ်အဲ့ဒါ9 by 4ဆိုတော့ဒီလိုကပိုင်းဝေက ကြီးနေပေါ့နော်ကြီးနေတဲ့အခါမှာကျေတို့ဒီဇိုင်းထားလို့ညအောင်ကိန်းရောပြန်ခွဲရပါမယ်။ဒါဆိုရင်ကိုယ့်ကိုဒီကျေတို့လေးနဲ့စားတဲ့အခါမှာလေးနဲ့လေးရှိနော်2 1/4ကျန်ပါတယ်။ဒါကြောင့်နမကကြီးရဲ့ဖြေက2 1/4ဖြစ်ပါရဲ့။နမကဝေးရကြတော့ -2 1/2 divided by 3 1/5ပေါ့နော်။အဲ့ဒီမှာကျေတို့အနောက်ခုကိုကျေတို့အရင်ဆုံးကိန်းရောကိုပိုင်းကိန်းခုအရင်ဆုံးဖွဲ့ပါမယ်။နော်ပိုင်းကိန်းခုဖွဲ့တဲ့အခါမှာနည်းနည်းလေးလေးနဲ့တင်းတဲ့ပေါင်းတော့9နောက်ကကနေကကျတော့9.25တင်းတဲ့ပေါင်းတော့16ပေါ့နော်။ ဲဒါသင်းကျွန်တော်အစားအုံမြပြောင်းပါမယ်အစားအုံမြဘုရားနဲ့ကောင်မှာရှေ့ရမိုင်းနဲ့ကရိုင်းမဲ့ဖိုက်ပိုင်တူအစားအုံမြပြောင်းနဲ့ကောင်မှာ sitting by five ကနေ five by 16ဖြစ်သွားပါမယ်เนาะညီနှခုကကြာကျွန်တော်ကဟိုကเนาะဒီတကူကအနှုတ်တကူကအပေါင်းဖြစ်တယ်အပေါင်းနှုတ်နှုတ်မြတ်တဲ့ခါမှာကျွန်တော်နှုတ်ပဲပြန်ရတယ်เนาะပြီးတော့ဒီကအကျဉ်းလို့မြရတဲ့ကျွန်တော်ကပိုင်းဝေပိုင်းဝေလေးမြောက်မယ်ပိုင်းချီပိုင်းချီလေးမြောက်အရင်ပိုင်းဝေကကျတော့ငါ95ရပြီးတော့ပိုင်းချီက16နှစ်30နှစ် နှုတ်နဲ့ပေါင်းလို့ဆိုရင်ဒီလိုအနှုတ်ရရတယ်။ဒါကြောင့်မို့ -25/32 ရပါတယ်။ဟိုကနံပါတ်ကားငယ်ပါ။နံပါတ်ကားငယ်ကတော့2/11 divided by -10/32 တဲ့။နော်အဲ့ဒါနှစ်ခုပါတဲ့ဆိုတော့အမြောက်ပြောင်းမယ်။အစားကိုအမြောက်ပြောင်းနေမယ်။ဒါကြောင့်10/33ရ33/32ပါမယ်နော်။နောက်ပြောင်းမယ်။အစားကိုအမြောက်ပြောင်းနေမယ်။ဒါကြောင့်10/33ရ33/32ပါမယ်နော်။အဲ့ဒါကိုဒီလိုခြေတဲ့အခါမှာနော်နှစ်တည်းနေ2/30ဘိုင်းဝင်နဲ့ဘိုင်းရှင်နဲ့ဆိုရင်ခြေလို့ရတယ်။နော်7/7 7/7 33/33ပါနော်။ ဒါလို့ရှိရင်ပိုင်းချီမာက900ပြီးတော့ပိုင်းဝေမာက300ပါတယ်အဲ့ဒီမာကတော့အနောက်ကနေအပေါင်းနဲ့မျှော်တက်ကမှာနော်ဒီဒူးဒူးပိုင်းလဲမဲ့မှာကျတော့အပေါင်းပြီးပြီးတော့နောက်ကတာရီဒီပိုင်းတန်းမှာကျတော့ minus နော်အဲ့ဒါကြောင့်ငခုမျှော်လိုက်တဲ့ကမှာဂျိုး minus တွေပဲရပါတယ် minus 3ပိုင်းဆိုင်ကနောက်ကနံပါတ်ကကြီးနော် minus 2 1.4 divided by 3ပေါ့နော်အဲ့ဒီမာကတော့600ကိုနော်ပိုင်းရင်းဒူးခွဲမယ်300အောင်မှာဒီလိုတက်ရှိရပါနော်300အောင်မှာဒီအပြည့်ကိန်းနေအောင်မှာတက်ရှိရဲ့ ဲ့တော့အစားအမြတ်ပြတဲ့ကောင်မှာဒီပိုင်းချိန်မှာရှိတဲ့တစ်ကပိုင်းဝေရသွားပြီးတော့ပြီးရပါလိမ့်တယ်ဆိုဝမ်းမကြီးပေါ့နော်အဲ့ဒါဖြစ်သွားပါတယ်။ဒါဆိုရင်3နဲ့6နဲ့ကိုခြေရရတယ်3 3လုံးလုံးညီကိုဒါဆိုရင်အနှုတ်နဲ့ပေါင်းနေဆိုရင်ခြေရပါရမယ်အနှုတ်လက္ခဏာရမယ်ပိုင်းဝေမှာကကျတော့3 3ကျန်ပြီးတော့ပိုင်းချိန်မှာ၄ကျန်တယ်ဒါကြောင့်ကိုမိုင်းများသတိပါဆိုတာပြည့်ရုံနံပါတ်5ပါနံပါတ်5က26.04 divided by 9.12ပဲနော်ဒါဆိုရင် ။ဒီမှာကမှ26.04ကျောင်းပြင်ရင်းမယ်။ minus 1.2 1.2ဆိုငါပိုင်းကြီးနဲ့ရေးတဲ့ခါမှာသူကဒသမရဲ့နောက်မှာက70လေးလေးပဲရှိရတဲ့အတွက်ဒီလိုပိုင်းကြီးမှာ30ခန်းတိုင်းရပါပြီ။နောက်12ပိုင်းထန်းရပါတယ်။ကြရလို့ရှိရင်ကျတော့ငါ train နဲ့ dance ကိုခြေလိုက်မယ်။ညချောင်းညနဲ့ခြေရရညချောင်းဆက်နေ25ဒီတစ်စင်းပေါ့နော်။အဲပြီးကြလို့ရှိရင် အဲ့ဒီမှာအအမြအစားအုံမြပြန်အမြအစားအုံမြပြန်တဲ့ခါမှာမကရောတဲ့ဒီိုင်းသူစားရတဲ့အတိုင်းပြင်နော်6 by 5အဲ့အုံမြပြန်တဲ့ခါမှာ0 5 by 6ဖြစ်သွားပါမယ်။ဒါပြီး26တသမ3ည26တသမ3ည4ကိုကျတော့6နဲ့စားရတယ်ပေါ့နော်။စားတဲ့ခါမှာဒါက4တသမ3ရတယ်။အဲ့4တသမ3ကျတော့9နဲ့ပြန်ပြောင်းတဲ့ခါမှာအဖြေက27တသမ9ရပါတယ်။ မြောက်ပြတာတော့ရှင်မြောက်စားစားရည်တော့မစားပြဘူးเนาะမြောက်တယ်လည်းမမြောက်ပြပါဘူးခုမှလုပ်ကြည့်ကြအောင်เนาะစားချင်းသမတ်ကညာလေးကိုကျေချမ်းမစားသေးရဲ့ခါမှာဒီသမတ်သုံးလေးရရင်ပေါ့เนาะဒီမှာစိတ်ကြရအောင်ပြုတ်လို့ရပါတယ်အဲပြရလို့ရှင်ရတာလည်းဒီသမတ်ကိုကြာကျေတော့ငားနဲ့မြောက်လိုက်ရင်ဖြေချမ်းရရင်ပေါ့เนาะသူကအနှုတ်ကလည်းတစ်ခုလည်းပြည့်တဲ့တွေเนาะအနှုတ်ဒီမှာနောက်မှာတစ်ခုတည်းရအနှုတ်ကတစ်ခုလည်းပြည့်တဲ့အချိန်မှာနောက်တစ်ခုကိုပြည့်ထည့်ရပါတယ်ငားနံပါတ်3မှာကြည့်နံပါတ်လေးကိုသွားပါမယ်เนาะဟုတ်ပါလို့ရှင်ပါတဲ့မန်နက်3 1 2 divided by 7 2 by 5 divided by 2.75ဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီနံပါတ်ကကြီးကခင်ရပြဖို့ရောဒီလိုခင်ရနော်ခင်ရနောက်ကရေ2.75ကိုနော်ပိုင်းလေးနဲ့ပြင်ရရှေ့က2ကကျတော့ဒသမ2ကပြင်ခင်းပြီးတဲ့မြစ်ကိုရေးမယ်။အဲ75ကကျတော့ကျတော့အတေဟိုသူကဇာတိစရိရှိရတဲ့ပိုင်းကြီးမှတရားခိုင်တယ်နော်။ ရရင်55နဲ့တရားနဲ့ကိုကျင်းလိုက်တဲ့အခါမှာ25နဲ့ကျင်းလို့ရတယ်25သုံးလို့25 25လေးပြီးတရားဒါရတဲ့အောက်တစ်ဆင့်မှာကြာကျတော့ကပြောကြဒီမှာရှေ့ရခွင်းကိုရှင်းတဲ့အခါမှာအပြေကိန်းကြီးကြီးရှင်းပါတယ်အဲ့ဒီမှာဒီအနောက်ကအပေါင်း7 2.5ကိုရှင်းမှပြန်ထားပြီးတော့ minus 3 1 by 5ကိုအနောက်မှာပြန်ထားရတယ်။အဲ့ဒီမှာဒီခုနှစ်ထဲကသုံးလို့တဲ့ကောင်မှာ၄ရတယ်။အပြင်ကြီးကြီးနှုတ်တယ်။ပြီးတော့၅ by 2 by နဲ့၅ by 2 by နဲ့တော့ဒီလို၅ by 2 by ကျင်တယ်ပေါ့နော်။ဒါကဂရုရှင်တဲ့ကောင်မှာ4 1 by 5ရတယ်။ ပြောအစားပြင်ကြီးမယ်နောက်ကကျတော့2 3 by 4ရတယ်ပေါ့နော်အဲ့ဒါရောကျတို့ဘိုင်းကြီးလူပြန်နေမယ်တဲ့ခါမှာ25 21 by 5 divided by 11 by 4ပေါ့နော်အဲ့ဒါကိုကျတို့အစားအုံမြပြောင်းမယ်နောက်တစ်ခါမှာ11 by 4က4 by 11ဖြစ်သွားတယ်ပေါ့နော်အဲပြီးကြလို့ရှိရင်ကျတို့ကဒါကျင်းလို့မရဘူးဆိုတော့ဘိုင်းကြီးဘိုင်းကြီးမြောက်မယ်ဘိုင်းဝေဘိုင်းဝေကြီးမြောက်ဒီပိုင်းဝေချင်းညောက်တဲ့ခါမှာ21နဲ့4နဲ့ညောက်တဲ့ခါမှာ84ရပြီးတော့91နဲ့ညောက်တဲ့ခါမှာ55ရပါတယ် အရင်ကျတော့ပိုင်းဝေရကြီးတယ်ကျင်းလို့လည်းမရဘူးဆိုလို့ရှိရင်ပိုင်းဝေကိုပိုင်းချင်နေစားရောကိန်းဟောပြန်ခွင့်လိုက်ပါတယ်ပြန်ပြန်ခွင့်လိုက်တဲ့အခါမှာ1 by 29 by နော်55ရပါတယ်အကနံပါတ်ကကြီးပါနံပါတ်ကဝေရကျတော့နော်တုံငင်ရမှာ -13 1 by b + -17 by 18ပြောရှင်တော့ကနေ divide by 5 5.5ရတယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ကနေဒီပိုင်းကင်းရောတွေကိုပိုင်းကင်းလူဖွဲ့လိုက်တယ်။မစလုံးလုံး99တင်းနဲ့ပေါင်းတော့40เนาะ40 by 3နောက်က plus နဲ့ဒီ green ရဲ့ share plus နဲ့ green နဲ့ twin ရ minus နဲ့မြောက်တဲ့ခါမှာကျွန်တော် minus ရရင်ဒါရဲ့ဖြည့်ရေးလဲနော်။ဒီရရင်ဖိုင်ဖိုင်ဖိုင်ကိုကြတော့ဟောပိုင်းကင်းနဲ့ရေးတဲ့ခါမှာဒသမနောက်မှာက70 70ပဲရှိရတဲ့အတွက်ပိုင်းကြီးမှာ10ခံလိုက်ပါတယ်။နော်ပြီးကြလို့ရှိရင်ကျွန်တော်တွင်ဝဲထဲမှာပိုင်းကြီးကြီးပဲနော်။ပိုင်းကြီး16ပြအောင်လို့3.6မြောက်ပဲ။ပိုင်းကိုပိုင်းကြီးကို6မြောက်ရင်ပိုင်းကိုလည်း6မြောက် နောက်က55 58 by 10ကိုကြတော့ငားတဲ့စားတဲ့ခါမှာ52 55ငားမျက်လေးတစ်စီအဲ့ဒီပိုင်းခြေက36 48 46 240ပေါ့နော်။အဲ့ဒီပိုင်းခြေတူပါပါပြီ။အပေါ်ကကျဒီ divided by divided ကနောက်ကကျတော့11 by 2 11 by 2ကိုမြတ်ပြောတဲ့ခါမှာ2 by 11ရပါတယ်။အဲ့ဒီရှိရတုံ့ပြန်မှုခြေတဲ့ခါမှာအနှုတ်နှုတ်ခြေဆိုတာကျတော့ဒက္ခဏာတူတော့ပေါင်းမိရတယ်။အပြင်အပေါင်း250ဟောတဲ့ လက္ခဏာတော့နှုတ်ပဲပြန်တက်ကြတယ်ပေါ့နော်လက္ခဏာလူကပေါင်းတယ်ဒါပေမဲ့လက္ခဏာပဲပြန်တက်တော့နှုတ်ပဲပြန်တက်တယ်၄၄၈ခုနှစ်ပေါင်းနှစ်ခုမှာ၄၅၀ခုရတယ်ပိုင်းကြီးက၈၈ပါနောက်ကဒူပါရဲ့လေးပဲအဲ့တော့ဒီကျင်းတဲ့ခါမှာနော်နှစ်ကိုနှစ်တလေးနေနှစ်ကိုဒီ၈၈ပေါ့နော်နှစ်ကိုဒီ၈၈ရပါတယ်ဒါဆိုရှင်ဒီနေ့ကခြေလို့မြရတဲ့နော်ပိုင်းဝေးရှင်းနေကြတော့290 250ကိုပိုင်းဝေးမှာ290ကိုကျင်းပြီးတော့ပိုင်းချီမှာက69 90ကိုနှုတ်လက္ခဏာလေးကိုပြန်တက်ပါမယ် ပြန်259 99ကျော်ကိုစားကြည့်လိုက်တဲ့အခါမှာ -259 by 99ရပါတယ်။တော့နံပါတ်ကငယ်ပါ။နံပါတ်ကငယ်မှာ -1 minus 2 minus 1 minus 3ရှိရခွင့်နဲ့မှာဟောကခွင့်နဲ့မှာကျတော့ -1 minus 4 minus minus 1 minus 6နော်။အဲ့တော့ဒီချေတော့ကဒါမှတော့အပိုင်းကြီးကြီးပဲနော်။ရှိရခွင့်မှာဆိုကျတော့6ပြရလို့မှာဖြစ်တဲ့တည်းနှစ်ကို3နဲ့မြောက်မယ်၊၃ကို2နဲ့မြောက်မယ်။ပိုင်းကြီးကို3နဲ့မြောက်ရင်ပိုင်းဝေးလည်း3နဲ့မြောက်မယ်။ပိုင်းကြီးကို2နဲ့မြောက်ရင်ပိုင်းဝေးကိုလည်း2နဲ့မြောက်မယ်။ ငါခွင့်ရကြတော့ကျော်ကစနစ်ပြမလို့လို့ရပါတယ်ဒါကြောင့်မို့လေးကိုသုံးနှစ်မြောက်ပဲ6ကို2နှစ်မြောက်ပဲနော်ပိုင်းကြီးကို4နှစ်မြောက်ရင်ပိုင်းကြီးကိုပိုင်းကြီးကိုသုံးနှစ်မြောက်ရင်ပိုင်းကြီးကိုလည်းသုံးနှစ်မြောက်မယ်ပိုင်းကြီးကိုနှစ်နှစ်မြောက်ရင်ပိုင်းကြီးကိုလည်းနှစ်နှစ်မြောက်ဒါလိုဖြစ်ရင်ပိုင်းကြီးတူသွားပါပြီရှေ့က -3/6 -2/6 နောက်ကတုံငင်းထဲမှာကျတော့ငါ -3/12 ရပြီးတော့ဒီဂွေထဲမှာရှိတဲ့ -3 နဲ့ဂွေရှိမှာရှိတဲ့ -3 ကိုပြတဲ့အခါမှာ plus ဖြစ်သွားပါတယ်ဒါကြောင့်ဘိုင်းကြီး ွဲပြီးပြီးတော့ပိုင်းဝေရ2ဖြစ်သွားတယ်เนาะဒါပေမဲ့ပိုင်းရင်ညှိလို့ရပါပြီပိုင်းရင်ညှိသွားပြီဆိုတော့ရှင်းရခွင့်ရကြတော့ပိုင်းရင်6ရင်းနဲ့ -3 နဲ့ -2 ဆိုတော့လက္ခဏာ2ရချိုးပိုင်းရတဲ့ခါမှာ -5 ရပါတယ်เนาะနောက်ကခွင့်ရလဲပိုင်းကြီးကတွဲ -3 နဲ့ +2 နဲ့ဆိုတော့ပိုင်းရင်ညှိလို့ရချိုးနှုတ်ပေးရတယ်3ရက်နဲ့နဲ့တော့တည်ရနှုတ်ကကြီးရတဲ့အနှုတ်ပေါ့เนาะအနှုတ်ရှိမှနှုတ်တက်ပေးရပါတယ်အရင်ကျတော့စားအောင်မြောက်ပြောင်းမယ်စားအောင်မြောက်ပြောင်းတဲ့ခါမှာ1 -3 က ဆွဲပိုင်ဝင်ဖြစ်ပါတော့ဒီကိန်းကြီးတွေအောက်မှာကျတစ်ကိုကြီးဝါထည့်ကြရမလို့ဒါတို့ချင်းမှရပြီပေါ့နော်ဒါတို့6နှစ်စနစ်နဲ့ကျင်းတဲ့ကောင်မှာ6ရက်ရောက်စနေစနေအနှုတ်နဲ့နှုတ်နဲ့လည်းကြီးဝါပါရဲ့အနှုတ်နဲ့နှုတ်နဲ့မြောက်ရဲ့ပေါင်းပြရတယ်အပြင်ပိုင်းဝင်မှာကပါတော့9နှစ်လီတစ်စင်ပိုင်းချင်းမှာဘာမှမကျန်တဲ့ဗျာရေးကြရမလို့နောက်ကနမကကြီးပါနမကကြီးက1.5 -1.3 divided by -1.4 into 2.9ရပါတယ်အဲ့ဒါဥမာဒီလိုက နော်1/5 1/3 divided by 1/4เนี่ยအဲဒါကိုပြန်ရေးပြီးတော့ကျွန်တော်ကြီးပုံလို့ရမယ်။ဘိုင်းနေနေတော့နော်။ဘိုင်းနေရှိရခွင့်မှာဘိုင်းနေ15ပြောင်းပြီးမှာဖြစ်တဲ့5ကို3နဲ့မြောက်မယ်3 5နဲ့မြောက်မယ်။နော်ဘိုင်းကြီးကို5နဲ့3နဲ့မြောက်ရင်ဘိုင်းကြီးလည်း3နဲ့မြောက်မယ်။ဘိုင်းကြီးကို5နဲ့မြောက်ရင်ဘိုင်းကြီးလည်း5နဲ့မြောက်မယ်။အနောက်ကခွင့်မှာကျွန်တော်အမြောက်ဖြစ်တဲ့အတွက်ဘိုင်းနေနေကြလို့အပေါ်မြောက်နဲ့ဘိုင်းဝင်နဲ့ဘိုင်းကြီးနဲ့ကြီးမယ်။ညတလူငင်းနေနေလीအဲဒီရှိရ နော်3/15 -5/15 ပြီးပြီးတော့နောက်မှကြပါကျန်တဲ့ဆိုရင် -1/18 ကို48ပိုင်းချိန်မှာ18ကိုနည်းနည်းကျန်တဲ့ပဲကိုနည်းနည်းတော့18ရပါတယ်။ဘိုင်းဝင်မှာက1ရရပါနော်။အရင်ရှိရကိန်းကိုခြေတဲ့အခါမှာဘိုင်းချိန်ဒီဝါရောရှင်တွက်လို့ရပြီ။ဘိုင်းချိန်က15ဖြစ်ပြီးတော့ဘိုင်းဝင်ကကျတော့အပေါင်း3နဲ့နှုတ်9လဲဆိုလက္ခဏာပြီးတော့နှုတ်ပေးရပါတယ်။9ရ3တော့2ရရ။အဲဒီမှာအနှုတ်လက္ခဏာကြီးရဲ့ရရှိမှာနှုတ်လက္ခဏာလေးကိုပြင်ရေးပေးရပါတယ်။ဒီကနောက်ကအစားအဝတ်ပြောတဲ့အခါမှာ1/18က 18မိုင်ဝင်ဖြစ်မှာเนาะဘိုင်းပြင်ကင်းရအောင်မှာဒီဝမ်းကိုထည့်ကြာမလို့အနှုတ်ကပြန်တက်ပြရတယ်။ဒါပြင်အနှုတ်ကိုရိုးက15 28ကိုသုံးနေခြင်းမရပါနဲ့။ဒုံ95ဒုံ68ဒါပြင်ဘိုင်းကြီးမှာက9ကျင်ပြီးတော့ဘိုင်းဝီမှာက26ကျင်နေတယ်။အနှုတ်နဲ့နှုတ်နဲ့ကကျတော့အမြောက်လိုက်ရင်အပေါင်းဖြစ်သွားမှာဘာမှရေးစရာမရှိဘူး။ဒါပြင်ဘိုင်းဝီက12ဘိုင်းကြီးက5ဖြစ်တဲ့အတွက်ဘိုင်းဝီကကြီးနေတယ်။အဲဒါကြောင့်ဒီကိုပြင်ရုပ်ဖွဲ့ပြရမယ်။စားပြရရပါနော်။စားတဲ့အခါမှာ 2 2.5ရပါတယ်အဖြေကအဲ့ဒါနံပါတ်ကကြီးပါနောက်ကနံပါတ်5မှာကျတော့4.5 10 3 -7.2 4.5 21နော်ဒါဆိုရင်နံပါတ်ကကြီးက4.5 10 3 -7.2 4.21နော်အဲ့ဒီရောဘိုးဘာဘောက်ဒီရိုင်းပြင်မယ် minus 10 0ဒီရိုင်းပြင်မယ်ငါ minus 7 0ပြင်ပြင်မယ်ပြင်ရဲ့ခါမှာဒီရိုင်းကျင်းလို့ရရပေါ့နော်9.5 9.30ဒီဘက်နောက်ကကျတော့ဒီလိုကပိုင်းကြည့်ရမယ်ဆိုတော့ အမြောက်ဆိုရင်အမြောက်လေးစားတွေဆိုရင်ဘိုင်းညီညီကြလို့ပေါင်းနေတော့ဒီဘိုင်းညီညီရမှာပါဆိုရှေ့ကခွင်းကသူကျင်းလိုက်ရပြီပေါ့နောက်ကခွင်းကကျတော့ဘိုင်းညီညီညီကမှာနော်၂၁နဲ့လီ၄၂ပေါ့နော်၄၂ရအောင်ဈေးမှာဖြစ်တဲ့ဘိုင်းညီညီမှာဖြစ်တဲ့နှစ်ကိုလေ၂၁နဲ့မြောက်ပြီးတော့၂၁ကိုအနည်းနဲ့မြောက်ပါလေအဲ့လိုပဲဘိုင်းညီကို၂၁နဲ့မြောက်ရင်ဘိုင်းဝေကိုလည်း၂၁နဲ့မြောက်မယ်ဘိုင်းညီကို၂နဲ့မြောက်ရင်ဘိုင်းဝေကိုလည်း၂နဲ့မြောက် အရင်ရှေ့ရခွင်းကကျတော့ပိုင်းကြီးသတိကြံနဲ့ပိုင်းဝေကကျတော့လင်းနေလိရှိပြီးတော့နှုတ်ကတခုတည်းဆိုတော့အနှုတ်ဝပြင်းရေနောက်တစ်ခုကကျတော့ကျတော့ပိုင်းကြီးရ40နင်း9နဲ့20တင်းနဲ့များတဲ့ခါမှာ149ရရှိနောက်တစ်ခုကတခုကကျတော့ပိုင်းကြီးရ40နင်းလင်းနေလိရှိအဲ့ဒီ minus 8 by 3 divided by 149 minus 149နဲ့ plus 8 ਨੇ ဆိုတော့လက္ခဏာမတူတော့တွက်နှုတ်ပြရပါတယ် အနုကများတဲ့အတွက်ရှေ့မှာနှုတ်လက္ခဏာတက်ပြီးမယ်148ရရှိပုံတို့139ပြန်ပါတယ်အခုပိုင်းကြည်ရ42ပါအဲ့တော့အစားကိုကျတော့အမြောက်ပြောင်းမယ်ပေါ့နော်ညပြောင်းတဲ့အခါမှာနောက်ကိုရေဝပြောင်းပြန်လည်ပါတယ်အမအနုနဲ့နှုတ်နဲ့ရတာခြေသွားပါပြီပေါ့နော်ရှေ့က minus 8 by 3နဲ့နောက်မှဝင်ထဲမှာရှိတဲ့ minus နဲ့ကခြေသွားပြီပေါ့နော်မရှိတော့ဘူးဒါကြောင့်ငွေပြမာဒီဖြည်းဖြည်းပေါင်းနေရပါတယ်ဒါပြင်342ပြောင်းတဲ့အခါမှာ34လေးက42ရပါတယ် ပြင်ပိုင်းခြေကားကြောင့်139ဖြစ်ပြီးတော့ပိုင်းဝေကကြောင့်14ရှိပြီး130ပါဘူးကတော့ပိုင်းဝေကပိုင်းခြေအောင်ငယ်နေရဖြစ်တဲ့ပဲလူစားကြမလို့ဘူးဒီကလည်းအဖြစ်ကြီးရပါမယ်ဒီနံပါတ်5က139ပိုင်း132ပိုင်းရပါမယ်เนาะဒါဆိုရှင်လေ့ကျင့်ခန်းတိတိမှ9ကတော့နံပါတ်6ထိပါပဲစုံလေးကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်